အားလုံးပဲမိင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်လေးကတော့2019ခုနှစ်မှာထွက်ရှိထားခဲ့တဲ့ Rosogola ဆိုတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ် Rosogola ဟာ19ရာစုနှစ်ဘင်္ဂလားပြည်နယ်ကိုအခြေခံပြီးချစ်တတဲ့နှလုံးသားနဲ့ထမြက်တဲ့စိတ်ဓာတ်ရှိတဲ့လူငယ်လေးတစ်ယောက်အကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့စကားကောင်းတစ်ခုပဲဖြစ်ပါတယ်ဇလန်အဖွဲ့မှာတော့ Nobin Chandratit ဆိုတဲ့ကောင်းလေးတယောက်ဟာပိုင်ရှင်ဖြစ်သူအချိုမုတ်တွေလုံနေရဲ့အချိုမုတ်ဆိုင်တဲ့ကိုချောင်းကြည့်နေရဲ့ဇက်ကွက်နဲ့စတင်ထားပါဗျ ။အဲဒီချိန်မှာပဲသူဟာခီးသွွားတစ်ဖွဲ့ရဲ့တခြင်းစိုတန်တွေကိုကြားလိုက်ရတဲ့အခါထိုအဖွဲ့စီကိုချက်ချင်းပြေးသွားလိုက်ပြီး တို့နဲ့အတူတကွတချင်းဆိုပါတော့တယ်တို့ရဲ့တူတောင်းတဲ့ဖြောပြမှုကအဆုံးသက်သွားချိန်မှာတော့ခီးသွွားအဖွဲရဲ့ခေါင်းဆောင်ဖြစ်သူကတို့ကိုတခြားလူတွေပေးကမ်းတယ်လို့မျိုးတခုခုပေးဖို့နိုဘင်ကိုတောင်းဆိုလာခဲ့ပါဒါပေမဲ့နိုဘင်စီမှာပေးစရာဘာတခုတလေးမှမရှိခဲ့ပါဒါကြောင့်နိုဘင်ဟာလူသွားလမ်းပေးတနေရာကိုရှောက်သွားလိုက်ပြီးမြေဆူဆူကိုကောက်ယူကဘောလုံးတစ်လုံးပုံစံလုံးလိုက်ပါနောက်တော့ခီးသွွားခေါင်းဆောင်ကြီးဖေးသွားပြီးထိုဘောလုံးကိုကမ်းပေးလိုက်ပါ အင်အားသင့်စရာကောင်းစွာပဲကောင်းဆောင်ဟာပျော်ရွှင်သွားပြီးနိုဘီဟာလူတွေကိုကျွေးမွေးဖို့မွေးဖွားလာတာဖြစ်ကြောင်းပြောဆိုကာကောင်းချီးပြုလိုက်ပိုင်နေအနေငယ်ကြပြီးရဲ့ခါမှာတော့နိုဘီဟာဦးလေးဖြစ်သူနစ်တင်ရဲ့မိသားစုနေအိမ်မှာအစားတောက်ချက်ပြုံရင်းလုံးလုံးရရအရွယ်ရောက်လာခဲ့ပိုင်နိုဘီရဲ့အဖေဟာအသက်ငယ်ငယ်နဲ့ဆုံးသွားခဲ့တာကြောင့်နိုဘီနဲ့သူ့အမေဟာနစ်တင်ရဲ့အိမ်မှာနေထိုင်နေကြပဲဖြစ်ပိုင် နိုဘင်ဟာမိသားစုတွေ့ဆုံပွဲတွေမှာထူးခြားစံပြိုင်ဟင်းညာတွေကိုချက်ပြုတ်ပေးတတ်ပြီးအဲ့တဲ့အများစုကကြိုက်နှစ်တလိရှိကြပါ යි သူတို့ကနေတင်စီချင်းကပ်လာကြပြီးဟင်းညာကိုချက်ပြုတ်ပေးရဲ့စဖို့မှုကိုချီးကျူးကတွေ့ဆုံမှုဖို့ပေးဖို့ဆန္ဒရှိကြပါ යි ဒါပေမဲ့ညဏ်ဒီညဏ်နဲ့များတဲ့လူကတော့တခြားလူတယောက်ကိုစဖို့မှုအနေနဲ့မိတ်ဆက်ပေးလိုက်ပါတော့ဒီအတွက်ကြောင့်နိုဘင်ဟာအတော်လေးဒေါသထွက်သွားပြီမိဦးလေးဖြစ်သူကိုစကားတကုံးမှမပြောဘဲစိုက်ကြည့်ရုံကလွဲလို့တခြားဘာမှမတတ်နိုင်ခဲ့ပါဘူး တွေးဆောင်ပွဲပြီးသွားတဲ့အချိန်မှာတော့နိုဘီဟာဦးလီဖြစ်သူနဲ့ထိတ်တိုက်ရင်ဆိုင်လိုက်ပြီးသူ့ရဲ့လုပ်ရဲ့အကြောင်းကိုမေးမြန်းတဲ့အခါမှာတော့နီတင်ဟာသူ့ရဲ့တူဖြစ်သူကိုတခြားလူတွေအတွက်အစားအသောက်ချက်ပြုတ်ပေးရလူတယောက်အနေနဲ့အသိမခံနိုင်ကြောင်းပြောပါ යි သူစကားကြားလိုက်ရရင်နိုဘီဟာအစားအသောက်ချက်ပြုတ်ရတာကိုသဘောကျကြောင်းမုတ်ချိုပြုလုပ်သူတအူးဖြစ်ခြင်းကြောင်းပြောပြလိုက်ပါ යි ဒါပေမဲ့နေတင်ဟာထိုးစကားကြကြကြိတ်မိသားစုထဲမှာမုတ်ချိုပြုလုံရောင်းချသူတဦးတလီမှာမရှိကြောင်းပြောပြပြီးထိုးလုံဟာအစင်တန်းနေတဲ့အလုပ်ဖြစ်ကြောင်းပြောဆိုနှိတ်ကွလာပါတယ်မုတ်ချိုပြုလုံသူဖြစ်ချင်းရဲ့နိုဘီယောမိခင်ဖြစ်သူပါမိသားစုနဲ့အဆက်အသွယ်ဖြတ်ဖို့အမိန့်ထုတ်လိုက်ပါတယ်အဲဒီခါမှာနိုဘီတယောက်တော့ကန်သွားပြီးဦးလေးဖြစ်သူရဲ့အိမ်ကနေရက်အတန်ကြာကြာထွက်လာခဲ့ပါတယ် နောက်တစ်နေ့မှာတော့သူ့အမေရဲ့အာမခံတဲ့အတူနိုဘီဟာမော်ကျွားရီလူတအူဖြစ်တဲ့ခါလီဒက်အင်ဒရာရဲ့အချုံမုံဆိုင်မှာစပြီးအလုံးဝင်ခဲ့ပါတယ်။နိုဘီဟာအချုံမုံလုပ်သူတွေဖြစ်ကြတဲ့မာဟက်နဲ့ဟဲမတ်တူးနဲ့အတူအလုံးလုပ်ဖို့အင်မတန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းစွာနဲ့ခါလီဒက်ဟာသူ့ကိုအချုံမုံပြုတ်လှုပ်ရှားမှာမပါဝင်စေဘဲ အခုတယောက်အနေနဲ့သာအလုံးလုံးစီပြီးဈေးဝယ်ရိကိုသာဂရုစိုက်ဖို့သာမှားကြခဲ့ပါ යි ။ဒီနေ့မှာတော့노빈ဆောင်ဆိုင်နေရဲ့အချိန်မှာမိမလာလီတူဖြစ်တဲ့ခီရိုမီနီတက်ပီဟာစိုင်တဲ့ကိုပြေးဝင်ကတစ်သားစင်ရဲ့နောက်မှာပုန်းနေလိုက်ပါ යි ။အန်အောသွားရဲ့노빈ကသူမရဲ့လုံးရဲ့အကြောင်းကိုမေးမြန်းကြည့်လိုက်တဲ့အခါမှာတော့ခီရိုမောင်လေးဖြစ်သူနဲ့တူတူပုံနိုင်ကစားနေကြောင်းပြောလာပါ යි ။နိုဘင်ဟာစိုင်းလေးကထွက်သွားပြီဖို့ပြောတဲ့အချိန်မှာတော့ခီရိုဟာသူမကဈေးဝယ်ဖြစ်ကြောင်းပြောကစိုင်းရဲ့အကောင်းဆုံးအချုံမုတ်ကိုကျွေးဖို့ပြောလာပါ යි ။ စိတ်လှုပ်ရှားသွားတဲ့နိုဘင်ကတော့မုတ်တစ်မျိုးပြီးတစ်မျိုးခြာကျွေးလိုက်ပေမဲ့ခီရိုဟာတခုတလေများတော့နှစ်ချိုက်တဲ့ပုံမပြခဲ့ပါဘူးတကယ်တမ်းမှာတော့ခီရိုရဲ့အကြံဟာစိုင်ထဲဝင်ပြီးအချို့မုတ်အလကားစားဖို့အတွက်သာဖြစ်ပြီးစိုင်တွေကထွက်ပြေးသွားပါတော့တယ်နောက်ထပ်ဇက်ွက်တစ်ခုမှာတော့ခါလီတက်ဟာစိုင်ကိုရောက်လာပြီး အဆိုပါမင်းကလေးဟာသူ့ဆိုင်ကအချို့မော16ခုတတိကိုပတ်စံတပြားတစ်ချက်မှမပေးဘဲစားသွားတာကိုသိရှိသွားပါရယ်။ဒေါသထွက်သွားတဲ့ခါလီတက်ဟာထိုကောင်မလေးကိုရှာပွေပြီးပတ်စံတောင်းခဲ့ရန်မဟုတ်ရင်သူ့လာကလေးကဖျက်မိအကြောင်းပြောကနိုဘင်ကိုချင်းချောင်းလိုက်ပါ යි ။နိုဘင်ဟာဝမ်းနေစွာနဲ့ထွက်လာခဲ့ပြီးခီရိုကိုလိုက်ရှာပါရယ်။လမ်းတနေရာရောက်မှတော့ခီရိုကိုသူ့တငယ်ချင်းတွေနဲ့စော့နေရန်တွေးလိုက်ရပါ යි ။ဒါပေမဲ့နိုဘင်ကိုခီရိုတယောက်တွေ့သွားတဲ့အချိန်မှာတော့ထွက်ပြေးကအိမ်ထဲဝင်သွားခဲ့ပါ යි ။ နိုဘင်ဟာခီရိုရဲ့အိမ်ထိလိုက်သွားပြီးကြားသိငွေကိုခီရိုရဲ့မိခင်ဖြစ်သူစီကနေတောင်းခံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ခီရိုကထိုပတ်စံကိုပြန်လူယူသွားပြီးသူတောင်းဆိုတဲ့အချုံမုတ်တစ်မျိုးကိုလုပ်ပေးမှသာပတ်စံကိုပြန်ပေးမယ်ဆိုကချိန်ချောက်လိုက်ပါတယ်။သူမဟာရိုဆိုကိုလာလို့နာမည်ပေးထားတဲ့အဖြူရောင်အချုံမုတ်ကိုပြုလုပ်ပေးဖို့နိုဘင်ကိုတောင်းဆိုခဲ့ပါတယ်။သူရဲ့အချုပ်ပွဲကိုစမ်းသပ်ဖို့စိတ်အားထက်သန်နေတဲ့နိုဘင်ဟာအဲ့ဒီတောင်းဆိုမှုကိုလက်ခံလိုက်ပါတယ်။ နောက်တနည်းမှာတော့နိုဘီဟာတကြားနေဒိန်ကဲပျော်ရီကိုမာဟက်ရှ်နဲ့အတူတောင်းဝင်ချန်ကခီရုပြောတဲ့အတိုင်းစတင်ပြင်ဆင်မှာရယ်။ဤမျိုးမျိုးနဲ့စံသက်ခဲ့ပေမယ့်အလုံးမဖြစ်ခဲ့ပါဘူး။သူဟာအချိုပွဲကိုစံသက်ပြင်ဆင်နေချိန်မှာဒိန်ကဲရီနဲ့စီတတော်များများကိုတုံဆွဲခဲ့ပါတယ်။နေ့လည်ခင်းအချိန်ခါလီတက်ရောက်လာတဲ့အခါမှာတော့ဈေးကြီးရဲ့ပစ္စည်းတွေကိုဖြုံးတီးရပါမလားဆိုပြီးနိုဘီကိုဆုံကောက်ပါရယ်။နိုဘီဟာဖြည့်ရှင်းချက်ပေးဖို့ကြိုးစားခဲ့ပေမယ့် ခါလီတက်ရဲ့ရိုက်ချက်ပြင်းပြင်းတစ်ခုကိုသာလက်ခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့နိုဘင်ကိုဘန်ဂလိုကြီးတစ်ခုမှရှိနေရကိုတွေ့ရမှာဖြစ်ပြီးအကြောင်းရင်းကတော့ပိုင်ရှင်ဖြစ်သူဟာသူမရဲ့သမတ်တွေအတွက်အထူးတလေအချိုးပဲတစ်ခုကိုပြုလုပ်ပေးဖို့တောင်းဆိုခဲ့တာကြောင့်ပဲဖြစ်ပါတယ်။နိုဘင်ဟာသဘောတူခဲ့ပြီးသူတို့စီကိုတည့်တည့်အချိုးမုတ်တွေကိုပို့ပေးခဲ့ပါတယ်။အိမ်ပိုင်ရှင်ရဲ့သမတ်တွေဟာအချိုပွဲကိုနှစ်ချိုက်သွားကြပြီးနိုဘင်ကိုချီကျူးလိုက်ကြပါတယ်။ကန်ဆိုးစွာနဲ့ပဲနိုဘင်ဟာအချိုမော့အတွက်အခကျင်းတွေရှော့ယူလိုက်တဲ့အကြောင်း ခါလီတက်တယောက်သိရှိသွားရကနေနိုဘီတယောက်အလောက်ပြုတ်ဖို့ဖြစ်လာပါတယ်။ဦးလေးဖြစ်သူနေတဲ့ဟာလေသူတို့သားမိကိုအိမ်ပေါ်ကနေနှိချလိုက်တဲ့အတွက်နိုဘီတို့နှစ်ယောက်ဟာမျက်နာငယ်စွာနဲ့အိမ်ပေါ်ကနေဆန်းလာခဲ့ကြပါတယ်။အိမ်နောက်မှာတော့နိုဘီတို့သားမိဟာအိမ်အသေးလေးတစ်ခုကိုငှားရဲနေထိုင်ခဲ့ကြပါခါလီတက်ကသူ့ကိုအလောက်ထုတ်ပြီးနောက်မှာတော့ဇီးလေးကဘသူကမှသူ့ကိုအလောက်မပေးချင်တော့တဲ့အတွက်နိုဘီဟာအမိုက်ကောက်တမအလောက်ကိုသာလောက်ကင်ခဲ့ရပါတယ်။အဲဒီအတွက်ကြောင့်နိုဘီရဲ့အမေဟာအဆက်ကြီးဆက်သွားရပြီ ဘလောက်ပဲကုန်ကြကုန်ကြမုန်းလို့သူတို့ဖြစ်လာအောင်ကြိုးစားပြီးအိမ်မက်ကိုဘယ်တော့မှမစွန့်ပစ်ဖို့နိုဘင်းကိုနာချခဲ့ပါ යි နောက်တနေ့မနက်မှာတော့မာရှက်ဟာစီးပွားရေးလုပ်ငန်းရှင်မစ္စတာချန်တူကိုနိုဘင်းတို့စီခေါ်လာခဲ့ပါ යි ချန်တူဟာနိုဘင်းရဲ့အချိုးပဲဖန်တီးနိုင်စွမ်းကိုအတော်လေးအထင်ကြီးသွားပြီးစီးပွားရေးပါတနာလုံမလားမေးလာတဲ့အခါနိုဘင်းကပျော်ရွှင်စွာသဘောတူလိုက်ပြီးမာဟက်ကပါပါဝင်အင်အားဖြည့်ဖို့ဆုံးဖြတ်ခဲ့ပါ යි အဲ့နောက်မှာတော့နိုဘီဟာမဟက်နဲ့အတူချန်တူရဲ့အရင်နီးနဲ့ဖွင့်လှစ်ထားတဲ့ဆိုင်တစ်ခုနဲ့အလုပ်စားခဲ့ပါတယ်။အဲ့ချိန်မှာပဲဇီးဝဲတူရောက်လာကသူ့ရဲ့သားဖြစ်သူရဲ့မိင်္ဂလာဆောင်မှာအထူးတလေအချို့ပဲတမျိုးလုပ်ပေးဖို့ပြောကချန်တူစီမှာစီယန်ဝေးအချို့ပေးခဲ့ပါတယ်။နိုဘီနဲ့မဟက်တို့ကိုထိုအမစာနဲ့ပတ်သက်ပြီးဘာမှမသိချိန်မှာချန်တူဟာထိုစီယန်ဝေးတွေကိုယူကာထွက်ပြေးသွားခဲ့ပါတယ်။ နောက်ထပ်ဇက်ကွက်တစ်ခုမှာတော့အချုံမုတ်ဆရာရဲ့မြေးဖြစ်သူခီရိုစီကိုနိုဘီရဲ့မိသားစုကနေစိတ်ဆက်လမ်းကြောင်းဖို့တောင်းဆိုလာခဲ့တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အစမှာတော့သူမဟာဒေါသထွက်သွားပြီးမဲ့နိုဘီရဲ့နာမည်ကိုကြားသွားတဲ့အခါမှာချစ်ချင်းပဲလက်ခံလိုက်ပါတယ်။ရန်အနေငယ်ကြပြီးမှာတော့သူတို့နှစ်ဦးဟာထိမ်းမြလက်ထက်ခဲကြပြီးပျော်ရွှင်စွာအတူတကွနေထိုင်ကြပါတယ်။နိုဘင်တယောက်ဆိုင်ကိုအလုပ်ပြောင်းဝင်တဲ့နေ့မှာတော့သူဟာစုဝေးနေတဲ့လူအုပ်ကြီးကိုတွေ့မြင်လိုက်ရပါတယ်။စီယံငွေပေးချေခဲ့တဲ့ဖောက်တဲ့ဟာ နိုဘီကအချုပ်ပွဲတွေကိုအချိန်မီမပြင်ဆင်ပေးခဲ့ကြောင်းပြောကဂရီဖောက်ပြက်ကြောင်းဆွတ်ဆဲပါရယ်နိုဘီဟာမာဟက်ကိုအကြောင်းဆောင်မိမြန်အပြီးမှာတော့ချန်တူဟာငွေရီအောင်းလုံးကိုလိမ့်လေသွားပြီးအဆက်အသွယ်ပြက်နေရကိုတိလိုက်ရပါတယ်နိုဘီဟာချန်တူကိုလိုက်ရှာရင်ဘာတစ်ခုမှတွေးရဲ့အခါပြက်ပြက်နေတဲ့အခြေအနေတွေအကြောင်းကိုပြောပြလိုက်ပါတယ်ချန်တူစီမှာစိတ်ပူပန်တဲ့လက္ခဏာကိုလုံးဝမတွေ့ရပဲငွေရီအလုံးကိုဘိန်းဝယ်ဖို့တုံးပြလိုက်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရိုက်နိုဘီဟာအပူတပြင်းငိုကြွေးလိုက်ပါတယ်။ အဲ့ဒီညာကိုတတိထားမိသွားတဲ့ဘားပိုင်ရှင်ကနိုဘင်ကိုငွေအနှဲငယ်ပေးလိုက်ကကံကောင်းစေဖို့ဆုတောင်းပေးလိုက်ပါတယ်။နိုဘင်ဟာချန်တူနဲ့အတူအချိုပဲအသေးတစ်ခုကိုပြင်ဆင်ပေးဖို့စိုက်ငုံလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတစုံတစ်ယောက်ကနိုဘီနဲ့တွေ့ဆုံဖို့ရန်တောင်းဆိုလိုက်တဲ့အတွက်နိုဘီဟာအပြင်ခဏထွက်သွားခဲ့ပါတယ်။နိုဘီမရှိချိန်မှာချန်တူကိုမုတ်ပြူးလုံးမဲ့အချိုရီကိုစောင့်ကြည့်ခိုင်းထားခဲ့ပေမယ့်သူဟာအချိုရီအိုးရဲကိုဘိန်းတွေမတော်တဆမှောက်ကျသွားခဲ့ပါတယ်။ အမားကလည်းမပြင်းစင်နိုင်ဘသူကမှလည်းထိုအကြောင်းကိုမပြောပြနိုင်ဖြစ်နေတဲ့ချန်တူကတော့နှုတ်ဆက်နေခဲ့ပါတယ်။နောက်တနေ့မှာတော့နိုဘီဟာသတိမထားစွာပဲအဲ့ဒီအချိုကြီးကိုမင်္ဂလာဆောင်မှာကြွေးမဲမုတ်ကိုပြုလုပ်ဖို့အသုံးပြုလိုက်တဲ့အခါပွဲလာဧသည်ရီအားလုံးဟာသွေးအံကုန်ကြပြီးနိုဘီကတော့အပြစ်တင်ခံအယိုက်ခံရပြီးသူ့ရဲ့ဆိုင်ကိုပါပိတ်လိုက်ရပါတော့တယ်။ အဲ့ဒီအဖြစ်ပြက်အပြီးမှာတော့ Nobi ဟာ one day အခြေခွဲနေခဲ့တဲ့အတွက် Mahesh ကအပိလာခဲ့ပြီးဇနီးဖြစ်သူ Kiro ဟာစိုင်အသေးတစ်ခုဖွင့်ဖို့သူမရဲ့လက်ဝတ်လက်စားတွေကိုပါရောင်းချပေးခဲ့ပါတယ်။ Nobi ဟာစိုင်အသေးဖွင့်ခဲ့ပေမဲ့တနှစ်ကျော်ကြာပြီးတဲ့အထိဝယ်သူမရှိပဲ Russo Cola ပြုတ်လုံရှာမှလည်းရှုံးနေရင်ရှုံးနေနေခဲ့ပါတယ်။ဝေးကြီးကြက်တဲမှုများကြောင့်သူတို့လီများနှစ်ယောက်လည်းစကားများခဲ့ကြရမှာနိုဘီဟာစိုင်ကနေထွက်လာခဲ့ပြီး နိုင်ငံသားတယောက်ရဲ့စံအိမ်မှာတချင်းဆိုဖို့အတွက်အတီးအဖွဲတစ်ခုနဲ့လိုက်သွားခဲ့ပါတယ်။အဲဒီနိုင်ငံသားမစ္စတာပါလိုဟာနိုဘင်ရဲ့တချင်းဆိုစွမ်းရည်ကြောင့်အံ့အားသင့်သွားပြီးနူညံ့တဲ့ကိမုတ်တစိတ်ကိုပေးလာပါတယ်။နိုဘင်ဟာအီဆန်နူညံ့တဲ့ကိတားကိုသဘောကျသွားပြီးပြုလုံပြီးအညွန်နဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမစ္စတာပါလိုဟာအညွန်းကိုပြောပြပေးခဲ့ပါတယ်။ ဆရာထက်တန်သွားတဲ့နိုဘင်ကတော့နူးညံ့တဲ့ဒိတ်ခဲပြော့ပြုတ်လို့ပို့လိလာတင်ယူလိုက်ပြီးထူတင်ငယ်ပြော့ကိုအတုံးချကပြီးပြည့်စုံတဲ့ရိုဆိုဂလာရီကိုပြုတ်လို့လာနိုင်ခဲ့ပါတယ်။သူရဲ့မိသားစုဝင်တွေဟာလည်းသဘောတူခဲ့ကြပေမဲ့ဆိုင်မာတယောက်နဲ့ခါမှာတော့ဝဲသူတဦးတလေးမှမရှိခဲ့ပါဘူး။ဒီနေ့မှထူကြရဲ့သားဖားနှစ်ယောက်ရောက်လာပြီးနောက်မှာတော့အဖေဖြစ်သူကရိုဆိုဂလာရီအကောင်လုံးကိုဝဲယူသွားခဲ့ကနိုဘင်ရဲ့ရိုဆိုဂလာရီဟာမြို့ထဲမှာအကြီးအကျယ်အောင်မြင်သွားပါရဲ့။ နိုဘီဟာသူ့ကိုကူညီခဲ့သူတွေကိုရိုဆိုကလာရီလိုက်ဝေကကျေးဇူးတင်စကားပြောခဲ့ပြီးတခြားမလုံလေးတွေကိုပါတင်ပေးခဲ့ပါတယ်။ခါလီဒက်ကတော့သူ့ရဲ့ရိုဆိုကလာလုံနီးကိုခိုးယူဖို့ကြိုးစားခဲ့ပေမဲ့အလိန်ပေါ်သွားပြီးအငင်းခံလိုက်ရပါတယ်။ခီရိုဟာရိုဆိုကလာမုတ်ကိုနိုဘီရဲ့ကိုပိုင်ဖန်တီးမှုတစ်ခုအနေနဲ့စည်ရင်သွင်းဖို့ပြောလာတဲ့အခါနိုဘီဟာအကြံဉာဏ်ကိုသဘောမကျတာကြောင့်ငင်းဆန်ခဲ့ပါတယ်။အဲဒီအတွက်ခီရိုဟာအိမ်ပေါ်ကဆင်းသွားပြီးသူမရဲ့မိဘတွေနဲ့နေအိမ်ပါသွားနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့နိုဘင်ဟာခါလီတန်းနဲ့ပြန်လဲပြေးလဲသွားကယူသားရီနိုဘင်ကတော့သူ့ရဲ့မောလုံနီကိုမြှောက်ပေးပြီးခဲ့ပါတယ်။ချင်းမတ်မထားစွာပဲဆိုင်ရှိကိုလာရောက်တောင်းရတဲ့တရောင်းစားဟာချန်တူဖြစ်နေရကိုသိလိုက်ရပြီးချန်တူဟာသူ့ကျူးလွန်ခဲ့တဲ့အမားရီကိုဝန်ခံလိုက်ပါတယ်။နိုဘင်ဟာချန်တူကိုခွလုတ်ပေးလိုက်ပြီးချန်တူရဲ့အမိအရင်းပေါ်မိညာကအင်းဒီကမင်္ဂလာပွဲမှာကြွေးခဲ့အချို့မဟုတ်ကိုဘန်ကွန်တာဘောလို့အမိပေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့နိုဘင်ဟာစိတ်ကောက်နေတဲ့အိမ်သူတထားစီကိုတွားရောက်ကသူပြင်ဆင်လာခဲ့တဲ့အချုံမုံနဲ့ချုံလိုက်ပိုက်ခီရိုကဘေကွန်ဓာဘောရဲ့ပါဝင်ပစ္စည်းတွေကိုမေးမြန်းလာတဲ့အခါမှာတော့နိုဘင်ဟာချက်ချင်းတစ်ခုတည်းနဲ့သာပြုတ်လုံနိုင်ကြောင်းပြောပြရင်းဇလန်လေးနဲ့အဆုံးသတ်သွားပါရယ်အဆုံးတိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်